မင်္ဂလာပါရှင်။မက်ရှလ25ရက်အင်ကာနဲ့ကင်ဒရဝတီ time သတင်းဌာနရဲ့ရုပ်သံသတင်းကိုတင်ဆက်ပေးပါရမယ်။ Greeny အမျိုးသားကွန်လိတ်ချောင်းမှာတင် जा ပေးနိုင်မဲ့ဆံဆံမတွေအပြင်ပစ္စည်းကြိယာတွေလိုအပ်နေတယ်လို့ချောင်းတာဝခန်ကပြောပါရယ်။လွန်ကွန်မြို့မှာပြည်လဲနေထိုင်သူတွေရဲ့စီရင်ကိုရက်ွက်အုပ်ချုပ်ရေးမှုတွေကလိုက်လံကောက်ယူနေပါရယ်။တိုက်ပွဲဖြစ်ပွားနေတဲ့ဘောလခဲမြို့ပေါ်မှာပြည်သူတရားဝန်းကျင်ကျင့်ရှိနေစေဖြစ်တယ်လို့ပြောပါရယ်။စသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။ ထိုင်းဂရနီနဲ့ဆက်မဖွလက်ထားတဲ့ဂရနီအမျိုးသားကော်လိန် KNNC ကြောင့်မှတင်ကြားပေးနိုင်မဲ့ဆရာဆမ်းမအရင်အမြင့်အပြင်ကော်လိန်အစဉ်ကြီးများတဲ့လိုအပ်ချက်တွေကိုမထောက်ပတ်ပေးနိုင်သေးတာကြောင့်စိတ်ခေါ်မှုရှိတယ်လို့ KNNC ကြောင့်တာဝခန်ဆမ်းမကြီးမော်မီမာကကန်ဒရဝတီ time ကိုပြောပါတယ်။ကျောင်းအတွက်လိုအပ်တဲ့ပတ်ပိုးကူညီမှုတွေဖြစ်တဲ့ဘယ်နာငွေဖြစ်စေကျောင်းသုံးပစ္စည်းတွေဖြစ်စေအပြည့်အဝမထောက်ပတ်နိုင်သေးဘူးလို့ပြောပါတယ်။ ဆရာဆမလိုအပ်ချက်နဲ့ပတ်သက်ပြီးចောင်းကန်လေးပြင်းပြောက်သွားတဲ့ចောင်းသားတွေကိုပြန်ရွေးထုတ်ကဆရာဆမဖြစ်တည်တဲ့ပေးပြီးတဲ့နောက်မှာတော့မိခင်ចောင်းမှာပဲတစ်ဖက်တလန်ကနေကူညီတဲ့ပုံစံနဲ့လည်းပတ်နေရတယ်လို့ပြောပါတယ် Greeny အမျိုးသား College ចောင်းမှာတော့အထူးပြုဘာသာရပ်၅ခုဖြစ်တဲ့ Social Science, Public Health, Community Development, Computer Science, Bachelor Community Development အပြင်တခြားသောဘာသာရပ်တွေကိုသင်ကြားပေးနေတာပါ KNNC ကျောင်းကိုတော့1995ခုနှစ်မှာစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီးနှစ်စဉ်ကျောင်းသားတရာကနေ120ဝန်းကျင်ကိုခေါ်ယူတင်ကြားပေးနေတာပါမနေ့ကမတ်လ24ရက်နေ့မှာတော့ KNNC ကျောင်းရဲ့2020-2025ပညာသင်နှစ်မှာတင်ယူပြီးမြောက်သွားတဲ့ကျောင်းသူကျောင်းသားပေါင်း103ဦးကိုဖွင့်လှစ်မဲ့အပ်နေတဲ့အခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ပါတယ် ရိုင်းကုံမြို့မှာပြည်လဲနေထိုင်သူတွေရဲ့စည်ရင်ကိုတက်ဆိုင်ရာရက်ကွက်အုပ်ချုပ်ရေးမှုတွေကလိုက်လံကောက်ခံနေတယ်လို့မြို့ခံတွေစီကသိရပါဗျ။ရှမ်းပြည်တောင်ပိုင်းကဆစ်ဆောင်စခန်းတွေဖုန်ကြီးချောင်းတွေမှာခလုံးနေထိုင်ကြတဲ့ဆစ်ဆောင်တွေကိုစစ်ကောင်စီကလက်မခံတော့တာကြောင့်လွိုင်ကော်မြို့ကိုပြန်ရောက်လာတဲ့ဆစ်ဆောင်နဲ့တခြားအကြောင်းအမျိုးမျိုးကြောင့်ပြည်လဲနေထိုင်တဲ့သူတွေကိုစစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးမှုတွေကပြီးခဲ့တဲ့ဖေဖော်ဝါရီလကတည်းကစည်ရင်ကောက်ခံနေတာဖြစ်ပါတယ်။ စရင်ကောက်ခံရမှာမိသားစုဝေးအရေးအတွက်အပြင်ပြင်မလာတဲ့မိသားစုဝေးတွေရဲ့လက်ရှိနေရက်ပြင်မလာရတဲ့အကြောင်းအရေးတွေကိုပါထက်သွေးစစ်မိတယ်လို့လွိုင်းကော်ကိုပြလာနေထိုင်တဲ့မြို့ခံအမျိုးသမီးတူကပြောပြပါဗါမြို့ခံတွေရဲ့ပြောပြချက်အရခိတပြလဲနေထိုင်တဲ့သူတွေကိုတော့စရင်မကောက်သေးဘူးလို့သိရပြီးဒီလိုစရင်ကောက်ယူနေတာဟာစစ်မှုထမ်းခိုင်းဖို့ဖြစ်နိုင်တယ်လို့မြို့ခံတချို့ကတော့သုံးသပ်ပါတယ် လက်ရှိလွိုင်ကုံမြို့ပေါ်မှာတော့စစ်ကောင်စီဟာမြို့ကိုထိန်းချုပ်နိုင်ကြောင်းပြသလိုတာကြောင့်လမ်းဖွင့်ပွဲတွေကားဂိတ်ဖွင့်ပွဲတွေကိုကျင်းပနေပြီးမကြာခင်မှာတော့ဈေးဖွင့်ပွဲကိုပါပြုလုပ်သွားမယ်လို့မြို့ခံတွေစီကသိရပါတယ်ကရီနီပြည်ဘောလခဲမြို့ပေါ်မှာရှိတဲ့စစ်ကောင်စီရဲ့အခြေဆိုင်စခန်းတွေကိုတော်လင်ကြီးတပ်ဖွဲ့တွေကတိုက်ခိုက်နေတာကြောင့်နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့အချိန်မှာ ဘောလခဲမြို့အတွင်ပြည်သူတရားဝန်ကျင်ကြန့်ရှိနေစေဖြစ်တယ်လို့ဘောလခဲဒေသခံတွေစီကသိရပါဗါတယ်တိုက်ပွဲစတင်မဖြစ်ပွားခင်မြို့တွေကဒေသခံတွေကိုရွှေ့ပြောင်းကြဖို့တော်လင်ကြီးတပ်ဖွဲ့တွေဖက်ကအသိပေးထုတ်ပြန်ခဲ့ပေမယ့်အဲ့ဒီမြို့တွင်ကပြည်သူတရားဝန်ကျင်ဟာရွှေ့ပြောင်းမှုမပြုတ်လောက်ခဲ့တာဖြစ်တယ်လို့ဆိုပါရယ်လက်ရှိမြို့ပေါ်ကျန်ရှိနေတဲ့သူတွေဟာတိုက်ပွဲအတွင်မှာပိတ်မိနေတဲ့သူတွေမဟုတ်ဘဲနဲ့ကိုယ့်သဘောနဲ့ကိုယ်ကျန်ရစ်ခဲ့တဲ့သူတွေသာဖြစ်တယ်လို့ပြောပါရယ် ဒေသခံတချို့ကတော့ကြံရစ်သူမိသားစုဝေတွေကိုပြလဲခေါ်ထုတ်ကြတာရှိပေမဲ့လုံးဝထွက်မလာကြသူတွေလည်းရှိနေဆဲဖြစ်ပါတယ်။ဗောလခဲပြည်သူလူထုတွေကို10ရက်အတွင်းမှာရွှေ့ပြောင်းနေထိုင်ကြဖို့တော်လည်ရေးတပ်ပေါင်းစုကပြီးခဲ့တဲ့ February လ၂ရက်နေ့မှာထုတ်ပြန်ချက်ထုတ်ပြီးနိုးစော်ထားတာပါ။ထုတ်ပြန်စာထုတ်ပြန်ပြီးနောက်ပိုင်းလူထုအများစုဟာတခြားနေရာကိုရွှေ့ပြောင်းသိမ်းရှောင်ခဲ့ကြပြီးအ ਨੇ စုဟာ လက်ရှိအချိန်ထိမြို့ပေါ်မှာဆက်လက်ကျင်းရှိနေခဲ့တာဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့ဘောလခဲတိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီးအသေးစိတ်ကိုမသိရှိရသေးပေမဲ့ပြီးခဲ့တဲ့မတ်လ23ရက်နေ့မှာတော့စစ်တုပ်ပန်းနဲ့လက်နက်ပစ္စည်းတွေကိုဖမ်းဆီးသိမ်းဆီးရမိတယ်လို့ KNDF ဒုစစ်ဦးစီးချုပ်မာဝီရဲ့ Facebook လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။ ကင်ထရောဝတီထိုင်းရုပ်သံတင်ကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကျမဘေးကင်းပြီးလို့အင်စနာပြေဝကြပါစေရှင်ကျမမောင်ညာမှာပါ